ပြစ်သူတွေရောက်ကြတဲ့ကြီးပဲဖြစ်တဲ့အခါကျတော့အပြစ်ခက်ရက်သလားမရက်သလားလို့စောင့်ကြည့်တဲ့အထက်မှာတော့အမျိုးသမီးတွေပါတဲ့နေပြီပေါ့နော်။ကျွန်တော်မြန်မာနိုင်ငံအစိုးရကိုယ်တိုင်ကလည်းစီတော့ကိုဒါလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ကတော့30ရာခန့်နှုန်းပါနိုင်ဖို့အဓိကထားပြီးတော့မှအဲတွန်းအားပေးခဲ့တယ်။လက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုမပြင်ဆင်ပဲတက်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့မူ၆ကိုမပြောင်းလဲပဲနဲ့တနင်္ဂနွေလုံးအပြစ်ခက်ရက်စေးရစ်စာချုပ် NCA ကိုလက်မှတ်ထိုးမယ်ဆိုရင်အုပ်စိုးသူတွေအတွက်ပဲအကျိုးရှိပြီး ပြည်သူအတွက်အကျိုးမရှိနိုင်ဘူးလို့မြန်မာနိုင်ငံအမျိုးသမီးအဖွဲ့ချုပ်ကကြေညာချက်ထုတ်ပြောဆိုခဲ့ပါတယ်။ရင်းကျန်းရေးလုပ်ငန်းရှင်တွေမှာအမျိုးသမီးတွေပါဝင်မှုလိုအပ်နေပြီးစစ်ဖြစ်တဲ့နေရာမှာတားကောင်အဖြစ်ခံစားနေရသူတွေကအမျိုးသမီးနဲ့ကလေးငယ်တွေဖြစ်တာကြောင့်အပြစ်ရဲ့အစားချုပ်မှာအမျိုးသမီးတွေ30ရာခိုင်နှုန်းပါဝင်မှုတောင်းဆိုတာကိုလက်မခံဘူးလို့ထောက်ပြသူကငိမ့်ဖောင်ဒေးရှင်းကနမ်မရောပါ။ စစ်မဲ့ရှိနေတဲ့အချိန်မှာအဓိကသားကောင်ဖြစ်နေခံကြရတာမျိုးသမီးတွေပေါ့နော်ဒါကလေးတွေလည်းပါတယ်စစ်ကိုတန်းကိုခံနေရတဲ့သူတွေအနေနဲ့ပဲမဟုတ်ဖ ೇನೆ ဒီငင်းချမ်းရုပ်တိဆောက်တဲ့လူတွေအနေနဲ့ဒါအဓိကပါဝင်တင်နေတယ်မြန်မာနိုင်ငံအစိုးရကိုယ်တိုင်ကလည်းစီတော်ကိုဒါလက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဖြစ်တယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ကတော့30ရာခန့်နှုန်းပါနိုင်ဖို့အဓိကထားပြီးတော့မှအဲတွန်းအားပေးခဲ့တယ်ဒါပေမဲ့လည်းအကြောင်းအကြောင်းကြောင့်ပေါ့လေအစိုးရအနေနဲ့ဒီဟာကို MCA မှာရေးမထည့်နိုင်ဘူးဒါပေမဲ့တင့်တော်လျောက်ပတ်တဲ့အချို့ စားနဲ့ပါဝင်နိုင်တယ်ဆိုတာလေးနဲ့ကျဉ်းသက်ထားပါတယ်။ခေတ်စနစ်တွေပြောင်းလဲလာခဲ့ပြီမဲ့အမျိုးသမီးတွေရဲ့အခန်းကဏ္ဍကတိတိတသားပြောင်းလဲတာမရှိဘူးလို့ထောက်ပြလာတဲ့စာရေးဆရာမမတ်တီရာစန်းကြောင့်ကအပြစ်ရဲ့ဆွေးနွေးပွဲတွေအထမြအောင်မြင်မလားဆိုတာစောင့်ကြည့်ရမယ့်အခန်းကဏ္ဍတွေမှာအမျိုးသမီးတွေပါဝင်သင့်တယ်လို့အမျိုးသားတွေကလည်းအတိမတ်ပြုထောက်ခံပေးသင့်တယ်လို့ဆိုပါတယ်။ အားလုံးရဲ့အတွေ့အကြုံမှာဟလာအမျိုးသမီးတွေဟာတကယ်ကိုဟလာလေးလေးစားစားနဲ့အတိမတ်ပြုခံထိုက်တဲ့လူတစုဖြစ်ပါတယ်လူတူဖြစ်ပါတယ်ဆိုတော့စိတ်ဓာတ်ဟာတကယ်ကိုနည်းနေပါသေးတယ်အဲ့ဒါကိုပြောင်းလဲအောင်မလုပ်နိုင်တဲ့ရွေးတော့ကျွန်တော်ငញ្ញမ်းရေးလည်းအမခံနိုင်အောင်မဟုတ်ပါဘူးဒီအပြစ်ခက်ရစဲရေးနောက်ပိုင်းငញ្ញမ်းရေးဆွေးနွေးပွဲတွေမသွားခင်မှာဆိုရင်ဒီအပြစ်ခက်ရစဲရေးတွေဟာတကယ်ကိုအထမြောက်ရဲ့လားတကယ်ကိုအပြစ်ရက်သွားရဲ့လားဆိုတော့စောင့်ကြည့်တဲ့ကိစ္စတွေပါပါလာမယ်ပေါ့နော်အဲ့ဒီနေရာမှာဆိုလို့ရှိရင်တော့နောက်တော့အဖြစ်ဖြစ်သူတွေရယောက်ျားတွေ ီးပဲဖြစ်တဲ့အခါကျတော့အပြစ်ခက်ရက်သလားမရက်သလားလို့စောင့်ကြည့်တဲ့အထက်မှာတော့အမျိုးသမီးတွေပါတဲ့နေပြီပေါ့နော်အဲ့လိုပါမဲ့ကိစ္စမျိုးတွေမှာအမျိုးသားတွေကအတိမတ်ပြုတ်ပြီးတော့လက်ခံစေခြင်းလဲတခင်ကိုရောမိုင်းငင်းချမ်းရွေးကွန်ရဲ့အပါအဝင်အဖွဲ့အစည်း34ဘွယ်ပါဝင်ပြီးထုတ်ပြန်တဲ့ကြေညာချက်မှာတနိုင်ငံလုံးအပြစ်ခက်ရက်စဲရေးကိုအစိုးရကတစ်ဖက်သက်ရက်စဲကြေညာဖို့ဆွေးနွေးနေချိန်မှာတိုင်းရင်းသားဒေသတွေမှာစစ်တပ်အင်အားတိုးချဲ့တာတွေခိုးစစ်ဆင်မှုတွေကိုရပ်ပေးဖို့နဲ့ဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအလုံးကိုချက်ချင်းလွှတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ လာမယ့်စက်တင်ဘာ22ရက်မှာကြာရောက်မယ်နိုင်ငံတကာငြိမ်းချမ်းရေးနေ့မှာလူသားအလုံးရဲ့တိတ်ခါကိုဆဲဖို့ငြိမ်းချမ်းရေးမှာပူးပေါင်းပါဝင်ဖို့ဆိုတဲ့ဆောင်ပုတ်အတိုင်းကျင်းပတဲ့အခါအမျိုးသမီးတွေကအ धिक အခန်းကဏ္ဍကပါဝင်ရမယ်လို့ဆိုလာသူကကယန်းအမျိုးသားပါတီကအန်ဂျလာတောင်းပါကျမတို့အမျိုးသမီးတွေပေါ့နော်လူသားအားလုံးရဲ့တိတ်ခါကိုပြန်လဲဆယ်ဖို့ရာလိုအပ်နေပါတယ်နော်ငင်းချမ်းကြီးမရှိတဲ့အတွက်ကြောင့်စစ်ပြက်နေတဲ့ စ်လက်တွေအားလုံးပါဆိုလို့ရှိရင်အများဆုံးခံစားနေရတာအမျိုးသမီးတွေနဲ့ကလေးတွေပါပဲဒါကြောင့်မလို့ငိမ့်ချမ်းကြီးဆွေးနွေးပွဲတွေမှာပဲဖြစ်ဖြစ်ပေါ့နော်နောက်ပြီးတော့ငိမ့်ချမ်းကြီးနဲ့ပတ်သက်ပြီးတော့ပြန်လည်တင့်မြတ်ရေးတွေလုပ်တဲ့နေရာမှာဆိုလို့ရှိရင်အမျိုးသမီးများဟာပါဝင်ရမယ်အမျိုးသမီးများကိုနည်းနည်းလေးပဲဖြစ်ဖြစ်ပြီးပါကြပါပြီးဆွေးနွေးပါထည့်သွင်းပါနေရာပေးပါနောက်အထူးသဖြင့်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့အမျိုးသားတို့အားလုံးကိုကျွန်မအနေနဲ့မြစ်တာရက်ခံချက်